โอเคลาบาไทมาဟုတ်စင်မရဲ့အဲကျမပြီးခဲ့တဲ့အပတ်က အဲဆေးခမဆေးဝန်စီသွားတာဗောနော်ဆေးဝန်စီသွားတော့အကျမဖျားတာနာတာလေးတွေကိုဆေးဝန်ကိုမပြောနိုင်ဘူးဆေးဝန်ကလည်းဘာနာတာလဲဖျားတာလားလို့ပြန်ပြီးတော့ကျမကဘာမှမပြောနိုင်ဘူးဗောနော်အဲ့ဒါကြောင့်မလို့ဒီနေ့မှလည်းဆေးမစီကိုအပြေးပြန်လာရတာဗောနော်ဟုတ်ကဲ့ပါဟုတ်ဘာဒီမေးချင်တာလဲမေးပါမေးချင်မေးချင်တဲ့အရာလေးတွေကတော့ဆေးမချရေးထားတယ်ဟုတ် အဲကောင်းကြိုက်တာတော့လေချောင်းကနာတာပြီးတော့အော့အန်ချင်တာပြီးတော့အယိုးစစ်ကြိုက်တာတွေပြီးတော့အာဒီနာနာတဲ့ဟာလေးတွေပေါ့နော်ဆရာမကြည့်ချင်လို့ရှင်ဟုတ်ပါပြီအဲ့ဒါဆိုရင်တော့လေချောင်းနာတယ်လို့ပြောချင်တယ်ဆိုရင်တော့ကတ်ရှော့အနာကတ်ရှော့အနာလို့ပြောလို့ရတယ်ကဲလို့တဖုံးရောင်နေတယ်လို့ပြောချင်တယ်ဆိုရင်တော့ကဟနီအဝုံကဟနီအဝုံလို့ ပြောလို့ရတယ်။ Now နားကိုက်တယ်ဆိုရင်တော့ကဘင်းအနာကဘင်းအနာလို့ပြောလို့ရပါတယ်။ Now အယူစစ်ကိုက်တယ်ဆိုရင်တော့ကရုဇံအနာကရုဇံအနာလို့ပြောလို့ရပါတယ်။အော်အန်နေဆိုရင်တော့ကလွတ်ကလွတ်နော်လို့ပြောလို့ရတယ်အန်ချင်းနေဆိုရင်တော့ကလွာကချွာကလွာကချွာလို့ပြောလို့ရပါတယ် โอเคဆီမအခုလိုအာတကြချာချာလေးပြောပြလို့ကျေးဇူးတင်ပါတယ်ပြီးတော့လေဆီမအာကျမအတော်ကလေအဒူးနာရာခါနာရာတော့ခဏခဏနာတယ်လို့ပြောတယ်အဲ့ဒါကြောင့်မလို့ဆီမနဲ့တွေ့တဲ့ခါကျရင်အဲ့ဒါလေးတွေမေးပြပါအောင်ဆိုလို့အဲ့ဒါလေးမဆိုးလို့ဘလို့ပြောပြမလဲဆိုတာပြန်ပြောပြပါအောင်ဆီမဟုတ်ဟုတ်ကဲ့ဒူးနာလာကတော့ကခုပ်အနာကခုပ်အနာပေါ့နော် now ခါနာတယ်ဆိုရင်တော့ကကုံအနာ ကကောင်အနာလွယ်ပါတယ်မရတာလဲဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမဟုတ်ကဲဒါဆိုရင်မေးစရာလေးတွေရှိအောင်မယ်ထင်တယ်အပြင်လေးထွက်ပြီးတော့မှ မေးစရာလေးတွေမေးပြီးတော့စကားဆက်ပြောကြတာပေါ့နော်ဟုတ်ကဲ့ဆရာမကောင်းတယ်ဟုတ်ကဲ့ကြာရအောင်ဟုတ်ကဲ့ဆရာမရေပြီးတော့လေနှလုံးနဲ့ပတ်သက်တာအသက်ရှူချက်တဲ့အကြောင်းလေးတွေကိုပြန်ပြရှင်းပြပါအောင်ရှင်ဟုတ်ဟုတ်ကဲ့ပါနှလုံးနဲ့ပတ်သက်တာဆိုရင်တော့ရှင်တုံန င်ဆိုရင်နော်ခလုံးခူအလံနော်ခလုံးခူအလံနောက်ရင်ဘတ်အောင်နေဆိုရင်နော်ကအုံးမင်းနော်ကအုံးမင်းနော်ကိုပြောလို့ရတယ်နှလုံးနာတယ်ပေါ့နော်နှလုံးရောဂါဖြစ်တယ်ဆိုရင်နော်ခလုံးအထလုံးခလုံးအထလုံးကိုပြောလို့ရတယ်နောက်မောပန်းနွမ်းနေတယ်ဆိုရင်နော်ကချောင်းနော်ကချောင်းလို့ ပြောလို့ရတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမ။ဟုတ်ကဲ့ပါ။ဟုတ်။ဟုတ်ကဲ့ဆရာမရေမင်းလက်စားနဲ့ဆက်မေးပါဦးမယ်။အာစီအောင်တာရဲ့အကျင့်ရှိတာရဲ့အာကြီးပေါင်းတာရှိတယ်ဆိုတော့အရာလေးကိုပေါ့နော်ဘယ်လိုပြောပြမလဲဆိုတာပြန်ရှင်းပြပါအောင်ရှင်ဟုတ်။စီအောင်နေဆိုရင်တော့စီအောင်နာကဇွန်ပင်ပြောနော်ဇွန်ပင်အဲ့တော့ကိုစီအောင်နေဆိုရင်တော့ကဇွန်ပင် တက်စွန်အင်းနော်ပြောလို့ရပါပဲနောက်ဤပေါင်းဖြစ်တယ်ဆိုရင်နော်တက်ရူဇံအနာတက်ရူဇံအနာလို့ပြောလို့ရပါပဲနောက်တစ်ခုကပါလဲနေရလဲမသိအတိတ်အတိတ်ပေါ့နော်အတိတ်ရှိတယ်ဆိုရင်နော်ဘောကနေဘောကနေလို့ ပြောလို့ရပါတယ်။တစ်ခုတီးချင်တာလေးကလေအတွေးတူးတယ်။အစီချိုတွေးချိုဖြစ်တယ်ဆိုတဲ့ဟာလေးပေါ့ဘယ်လိုပြောရမလဲဆရာမ။ဟုတ်ကဲ့ပါ။တွေးတူးတယ်ဆိုရင်တော့ခစ်စန်ဆာကနေနော်ခစ်စန်ဆာကနေဒါမှမဟုတ်ရင်လေကဘီပီအဆာကဘီပီအဆာလို့ပြောလို့ရတယ်ပေါ့နော်။ now see to ရှိတယ်ဆိုရင်တော့ zun thum kanai zun thum kanai ်အမမို့ရေသွေးချိုရှိတယ်ဆိုရင်တော့ခစန်ထုံကနေခစန်ထုံကနေလို့ပြောလို့ရပါတယ်ဟုတ်ကဲ့မှာပြီးတော့လေပငယ်ချင်းတယောက်ကမေးခိုင်းတာမေးတော့မလို့အဲသူ့မှာအဆုတ်ယောဂါရှိတယ်ပြီးတော့အဲကြောက်ကက်ယောဂါရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကိုဘယ်လိုပြောရမလဲဟုတ်ကဲ့မှာပြောပြပေးပါတော့ဟုတ်ကဲ့ပါကြောက်ကက်မကောင်းဘူးဆိုရင်တော့ကကလ်အချလော ကကလ်အချလော နော်မွေးချောက်ကနာလေဆိုရင်နော်ကကလအနာကကလအနာအလိုလေးပြောလို့ရတယ်အဆုံမကောင်းဘူးဆိုရင်နော်ကချွတ်အချလုံးကချွတ်အချလုံးလို့ ပြောလို့ရပါတယ်။ဟုတ်ကျေးဇူးတင်ပါတယ်ဆင်မခုလိုအရှင်ပြတာပေါ့နော်အရင်အဆင်ပြေသားပြီတော့ကဲအခုဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဆေးရုံဆေးခါမှာဆရာဝန်နဲ့တွားပြတဲ့အခါမှာခုရဲ့ယောဂဝေဒနာအကြောင်းလေးတွေကိုတေချာလေးပြောနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ပတ်တွင်မှလည်းပဲကျန်းမာရေးနဲ့ပတ်သက်တဲ့တိတိတိထိုက်တဲ့အရာလေးတွေကိုဆက်လက်တင်ပြအောင်မှကြောင်းမလို့ဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုကြဖို့ဒီနေရာနဲ့တိုက်သွင်းချင်ပါတယ်။